ုပ်ငန်းတိုင်းလုပ်ငန်းတိုင်းရဲ့အရေးပါတဲ့ပြရုပ်တစ်ခုဖြစ်တဲ့ branding ကို AI ကိုသုံးပြီးတော့ဘယ်လိုမျိုး create လုပ်လို့ရနိုင်လဲဆိုတာကိုသိချင်နေဆိုရင်တော့ဒီ video လေးရဲ့ comment အောက်မှာရေးပေးခဲ့နိုင်ပါတယ်အလုံးလေးနာမည်တစ်ခုပေးဖို့ရာအတွက်ကိုစဉ်းစားရခံမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ show you လေဒီ channel လေးကိုလုပ်ဖို့ရာအတွက်ကိုနာမည်လေးတော်တော်စဉ်းစားခဲ့ရတယ်ပေါ့နော်။ဒီ channel အတွက် ခြောက်ပြမဲ့ idea တွေရှိနေပြီမဲ့နာမည်ကိုဘယ်လိုပေးရမလဲစဉ်းစားလို့ထွက်မလာဘူးအဲ့လိုမျိုးစဉ်းစားမရဘူးဖြစ်နေတဲ့အခါမှာဘာသွားလုပ်လဲဆိုရင် AI ခြောက်ပုံတော့ဖွင့်လိုက်တယ်ပေါ့နော် ChatGPT မှာပထမဆုံးသွားမေးလိုက်တယ် ChatGPT မှာကိုကဒီလိုမျိုးလေးတွေ channel လေးလုပ်ချင်တယ်ဘယ်လိုမျိုးနာမည်လေးတွေရှိလဲပေါ့အဲ့ဆိုတော့ channel name နဲ့ meaning list တွေနဲ့တွဲပြီးတော့ပို့ပေးလိုက်တယ်နောက်ထပ်တစ်ခုအနေနဲ့က name lib ui ဆိုတဲ့ AI ရှိရပါတော့။အဲ့ AI မှာအာကိုက channel ကဘယ်လို မျိုး channel လေးရှိတယ် description လေးတွေရေးပေးလိုက်တယ်ရေးပေးလိုက်တဲ့အခါမှာနာမည်အမျိုးပေါင်း100ကျော်လောက်ချပြပေးတယ်အဲ့လိုနာမည်တွေထဲမှာနာမည်ကိုကြိုက်တာလေးတွေရွေးပြီးတော့ကြတော့တကယ်ချင်းနေတိုင်းမင်းနဲ့နောက်ထပ်နေနဲ့ online မှာလည်းဒီနာမည်တူရှိမရှိရှားကြည့်လိုက်တယ်အဲ့ဒါပြီးတော့နောက်ဆုံးနေနဲ့ဒီနာမည်လေးထွက်လာတာပေါ့နော် အခုလိုမျိုး AI နဲ့အပေါင်းဆက်ပြီးတော့ကြတော့ကိုယ့်ရဲ့ identity တွေကိုဘယ်လိုမျိုးခြားပြလို့ရနိုင်လဲဆိုတာမျိုးကိုဟိုသိကျင်နေဆိုရင် comment မှာရေးပေးခဲ့ပါဒီ post လေးကိုလည်း like and share လုပ်ပြီးပါ channel လေးကိုလည်း subscribe လုပ်ပြီးခဲ့ပါနော်တက်တာပါ